ဗရိတ်1နဲ့5နဲ့ကလည်း6ပဲเนาะသူက1 5ဆိုတော့6တယ်1 5ပြီးတော့2 4ဆိုတော့6တယ်3 3ဆိုတော့6တယ်เนาะအဲ့လိုတွေဖြစ်ထားတယ်ဖြစ်ပြီးတော့သူ့ဘေးမှာထဲစီတောင်3လုံးကို7လို့ရိုက်တယ်တခါသူ့ရဲ့ဘေးမှာထဲစီတောင်3လုံးကို7လို့ရိုက်တယ်အခုဒီမှာထဲစီတောင်3လုံးကို7လို့သူထွက်တယ် ထွက်ပြီးသွားတော့မှအဲ့ဒီခြေစီတောင်သုံးလုံးစက်တရတပွဲကြော်ကားခဏနော်ဒါဆိုရင်ဒီမှာထဲသီးတောင်သုံးလုံးစက်နှစ်လို့ဖြစ်တဲ့တပွဲကြော်ကားခဏဒီမှာထဲသီးတောင်သုံးလုံးစက်သုံးလို့ဖြစ်ထားတဲ့တပွဲကြော်ကားခဏเนาะအဲ့ဒီမှာကျွန်တော်တို့ဒီအခွားခွန်နဲ့ကိုးခါနဲ့ပေါင်း ဒီကိုခါကလည်းအပူကဏံဖြစ်ကြမယ်နော်ကိုခါအပူကိုခါအပူကဏံကိုကိုခါနဲ့ဘွားခွန်နဲ့ပေါင်းရင်6လို့ဖြစ်တယ်ကိုခါပြီးတော့သူ့အောက်မှာ6ခါနဲ့ဘွားခွန်လို့သူဖြစ်တယ်ဒီ6ခါကဏံကလည်းအပူပဲဖြစ်ကြမယ်ဒါဆိုရင်အခုကျွန်တော်တို့ခွန်ခါနဲ့အောက်မှာဘွားခွန်လို့သူရိုက်ထားတာရှိတယ်ဒီခွန်ခါကဏံကလည်းအပူပဲဖြစ်ကြမယ်နော်သူအဲ့လိုမျိုးတွေဖြစ်တယ် အဲ့တော့ကျွန်တော်တို့တွေးကြည့်လိုက်ရင်ကိုကိုအဘူးဘွားခွန်အောက်ကရှစ်ရှစ်အဘူးဘွားခွန်ရဲ့အောက်ကနော်ကိုကိုဘူးတယ်ဘွားခွန်ရိုက်တယ်သူ့အောက်ကခိုင်းနေပြန်ကြတယ်ဒီမှာရှစ်ခါနဲ့ရှစ်ရှစ်ဘူးတယ်ဘွားခွန်လိုရိုက်တယ်သူ့အောက်ကခိုင်းနေပြန်ကြတယ်ဒါဆိုရင်ဒီမှာခွန်ခါနဲ့ခွန်ဘူးတယ်သူ့အောက်မှာဘွားခွန်လိုရိုက်တယ်အဲ့ဒီအောက်ကခိုင်းနေပြန်ကြကြရမယ်နော် အဲ့ဒီကောင်တွေကအခုကျွန်တော်ပြောတဲ့ပြန်ကြ6ထိပ်စီ9နောက်ပိတ်လို့ရရင်အဲ့ဒီ9နောက်ပိတ်ဒီနှလုံးထောင်ပြီးတော့အပေါ်ကခဏပြန်ကြကြတယ်နော်အဲ့တခါဒီမှာအထောင်3လုံး15ပြီးမှာပေါ့ဗျာနော်ကျွန်တော်ခုနအထောင်3လုံး15ပြီးမှာထောင်3လုံး15ပြီးမှာပြန်ရကြတော့ခွန်ထိပ်ခွန်အပိတ်လို့ရိုက်တဲ့အောက်မှာခွန်ပိတ်နှလုံးထောင်ပြီးတော့ကြတယ်နော်ခွန်ပိတ်နှလုံးထောင်ပြီးတော့ကြတယ် အဲ့ကြတဲ့နေရာမှာခွန်ဘိတ်ကတော့ပုံသေးယူတယ်ဒီငားဒီဒီမှာတော့ငားထိတ်နောက်ဘိတ်ကခါပါเนาะဒီနှလုံးကတော့နေရာနည်းနည်းသူချိမ့်မယ်ပေါ့အခုလည်းဒီခွန်နောက်ဘိတ်ကနန်းဒီခွန်နောက်ဘိတ်နှလုံးထောင်ပြီးကြတော့တစ်၄၄လို့သူကပြောင်းမြင်လှထားတာဒါဆိုရင်ကျွန်တော်တို့ဒီခွန်နောက်ဘိတ်ကနန်းဒီမှာခွန်နောက်ဘိတ်လို့ကြတယ်သုံးခွန်ကိုခွန်သုံးလို့ပြောင်းမြင်လှပြီးကြမလားเนาะထိုးရမှာကနှစ်ွက်တည်းရှိတာ နော်အပူတွေကျွန်တော်မပြောနေတော့ထိုးရမှာနှစ်ခွက်တည်းရှိခွန်နောက်ပိတ်နဲ့ပြန်ကြနော်ခွန်နောက်ပိတ်နဲ့ပြန်ကြနှစ်ခွက်တည်းရှိတာနော်အဲ့ဒီလိုမှမဟုတ်လို့အပေါ်ကကနန်းနေဒီကနန်းနေဘောနော်ဒါသူလှဲ့ခဲ့ရင်နောက်ဒီကနန်းနေဘောနော်ဒါဒီကျသွားလို့ရတယ်အဲ့လိုမျိုးလဲတွေးကြည့်လို့ရတယ်ဘာလို့တော့ဆိုတော့ဒီ93ခွန်ပြန်ကြနေအပေါ်နှစ်ပင်ကျော်တန်းတန်းတက်လိုက်တဲ့14ခွန်ပြန်ကြသူကနေအပေါ်နှစ်ပင်ကျော်တန်းတန်းပြေးလိုက်တဲ့ ချစ်ချောက်ခွန်ပြန်ကြားကိုခုနောက်ပိုင်းနှလုံးထောင်ပြီးဒီနေရာမှာเนาะကျွန်တော်တို့68ခွန်ဆိုပြီးကြားလို့ရတယ်เนาะဒါ66ခွန်ဆိုပြီးကြားလို့ရတယ်เนาะဒါမျိုးတွေလည်းရှိတယ်တခါတည်းလေကိုကအထောက်နဲ့လိုက်တယ်သူကအကျင်ကြီးထဲ့တယ်ပြီးခဲ့တဲ့ပွဲရလို့ပေါ့เนาะကျွန်တော်တို့မနစ်ကကဏ္ဍကိုကျွန်တော်တို့ကဒီကဏ္ဍနောက်နှစ်မှာလိုက်ပေါက်တယ်ကျွန်တော်ပြောခဲ့တယ်3နောက်ပိတ်အောင်မှာပေါက်တာလို့เนาะ3နောက်ပိတ်အောင်မှာပေါက်တာ အဲ့ဒီ၃နောက်ပိုင်းအောက်မှာ၆ခါထည့်သေးတယ်နော်ကျွန်တော်မပြောရသေးဘူးအခုဒီနေရာမှာကျွန်တော်တို့၆ခါနဲ့ဆိုဒီကောင်ဖြစ်သွားလို့ရတယ်တခါသူကနေပြီးတော့ကျွန်တော်တို့အပေါ်ကို1 2 3 4 5ပင်တက်5ပင်တက်ပြီးတန်းတန်းလာလိုက်တဲ့ဒီ490ဒီကနေ့သူ့နောက်နှစ်ကို၃နောက်ဘက်အောက်ပေါက်တာလေနော်အဲ့ तू ကနေ1 2 3 4 5ပင်တက်တန်းတန်းလာလိုက်တဲ့ကနေ16ခွန် သူ့ရဲ့နောက်နှစ်မှာပထမဦးဆုံးကြတဲ့၃နောက်ဘိတ်အောက်ဆိုပြီးဒီမှာထည့်သွားတာဒါအကြိမ်ငိုက်ထည့်သွားတာနော်အဲ့ဒါမျိုးတွေလည်းရှိတယ်အဲ့ဒါကိုပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ကသတိထားမိတယ်ဒီနေရာထိုင်ရွေးတာလွဲသွားတာအဲ့ဒီမှာကြည့်1 2 3 4ပင်တက်တဲ့ခန္ဓာနော်တန်တန်ဒီကောင်သူ့နောက်နှစ်ကို၃ဘိတ်အောက်ကြတယ်သူကနေ1 2 3 4 5ပင်တက်တဲ့ခန္ဓာတန်တန်ဒီခန္ဓာနောက်နှစ်ကို၃ဘိတ်စကြတဲ့အောက်ထွက်တာ ကျွန်တော်တို့ကလွယ်လုံးမကြိုက်တဘူးဖြစ်တာเนาะဖြစ်ပုံကလွယ်လုံးမကြိုက်ဘူးအဲ့တော့သူ့အော်မထုတ်ဘူးအရန်နဲ့ထဲတာအဲ့လိုဖြစ်သွားတယ်အခုလည်းအဲ့ဒီလိုမျိုးတကယ်လို့များငါသုံးခွန်ပြန်ကြပြီးတာ ਨੇ နှစ်ပင်ကျော်တက်သွားတန်းတန်းကကဏပြန်ကြတယ်เนาะဒီမှာအဲ့ဒီကောင်ပြန်ကြပြီးပြီနှစ်ပင်ကျော်တက်တန်းတန်းသွားလိုက်ဒီ ချစ်ချောက်ခွန်ဆိုတဲ့ကဏ္ဍကခွန်နောက်ပိုင်းနှလုံးထောင်ပြီးတန်းပြန်ကြသွားလို့လည်းရတယ်เนาะသတိထားဒီကဏ္ဍမျိုးတွေเนาะဒါပေမဲ့ကျွန်တော်တို့ကအပူကိုဦးစားပေးမှာမို့လို့ဒီကောင်းကိုကျွန်တော်ကအော်ခိုင်းလိုက်တာเนาะအဲကျွန်တော်မိတ်ဆွေတွေစဉ်းစားထိုးဖို့เนาะတုံညာတုံညာခွန်နေရှယ်ကိုရှိတယ်เนาะမင်းညာကျွန်တော်ပြပြီးသားဟုတ်တယ်မဟုတ်လားအဲဒီ site ကိုကျွန်တော်ကကြိုက်တာနှစ်မျိုးသွားစုံတာเนาะနှစ်မျိုးစုံတယ်ဆိုတာက ပထမကျွန်တော်ပြခဲ့တဲ့ site ကကျွန်တော်တို့ဒီ1ပြိတ်1အထောင်3လုံး1လို့ဖြစ်တဲ့ဘေးပြန်ကြကဏ္ဍဒီ1ပါပါအထောင်3လုံး6လို့ဖြစ်ထားတယ်ဘေးရကဏ္ဍเนาะနှစ်နောက်ပိတ်ဒီအထောင်3လုံး1လို့ဖြစ်လို့1ပါပါတစ်နှစ်ကျော်မှခွန်နောက်ပိတ်ဒီနောက်ပေါင်း9ရဲ့အောက်မှာကြပြီးမှပြန်ရကြတာဆက်ဆက်မှုအကုန်ရှိတယ်เนาะဒါဆိုရင်ဒီမှာ1ပြိတ်1ထိပ်ပြိတ်1အထောင်3လုံးက1 သူ့ရဲ့ဘေးမှာပြန်ကြကြတော့ဒီထောင်သုံးလုံးတစ်ကြောင်းတစ်ပါဝါနောက်ဘက်သုံးလုံး6လို့ဖြစ်ထားတဲ့ဘေးရခဏံပြန်ကြကြတယ်နော်ကြတော့လေဒီနှစ်နောက်ဘက်ဆောင်မှာထောင်သုံးလုံး2လို့ဖြစ်လို့နှစ်ပါဝါတနည်းကြောင်းမှာခွန်နောက်ဘက်ဒီနောက်ပေါင်း9အောက်မှာကြခဲ့လို့သူ့အောက်မှာပြန်ကြကြတယ်လို့ကျွန်တော်ပြောခဲ့တာဒီကဏ္ဍထွက်တယ်လို့အခုကျွန်တော်ကဒီကဏ္ဍကိုမူခွဲထုတ်လိုက်တော့ဒီကဏ္ဍထွက်တယ်လို့လည်းရတယ်နော်အပိတ်တောင်ထောင်အောင်ပါ နော်ဒီမှာနောက်ပိတ်နှလုံးကိုထောင်ထွက်ကြအောင်ပါအဲ့ခေါင်းနောက်ပိတ်တွေကျွန်တော်ပြောသေးရမလို့တော့အကြီးအကျယ်ကိုရှိတာခေါင်းနောက်ပိတ်တွေနော်အဲ့မနေ့ကကျွန်တော်ပြောခဲ့တယ်ဒီနှစ်ဒီပရိနှစ်အထောင်သုံးလုံးကဆက်နှစ်သူ့ဘေးမှာပြန်ရကြမယ်နှစ်ပါဝါနောက်ထောင်သုံးလုံးခွန်လို့ဖြစ်တာလို့เนาะဒီကနန်းဒီပြန်ကြရမယ်ကြတဲ့အချိန်မှာဒီနှစ်ကအထောင်သုံးလုံးနှစ်လို့ရိုက်ပြီးနှစ်ကဒီနောက်နှစ်မှာခွန်နောက်ပိတ် နောက်ပေါင်း၉အောက်မှာကြတဲ့အောက်မှာမှထွက်တယ် တာမနေ့ကယူပြခဲ့တယ်390ကြားတယ်လို့300ကိုကြားအခုဒီနေ့ကြတော့ကျွန်တော်ပြန်စစ်ကြည့်တော့ငါ300ကြတော့အပိတ်တူအပိတ်နဲ့ကြားတယ်ဒီ410ကြတော့အပိတ်တူအပိတ်နဲ့ပဲကြားတယ်နော်ကဲဒီမှာကျွန်တော်တို့300ကြားရင်အပိတ်တူအပိတ်နဲ့ကြားသွားလို့ရတယ်အဲ့ဒီကနေမှရှန်ထွက်လာခဲ့ရင်နော်ကျွန်တော်တို့ဒီကနန်းနေဓာတ်တွေပဲရှိတယ် နော်ဒါရှန်ထွက်လာခဲ့ပြောတာစိုက်ရတော့တခွက်သေးကိုထုတ်တာပဲနော်အဲ့တော့ကျွန်တော်တို့ကလည်းကံအားလည်းရှိသေးတာဟိုးနော်ဟုတ်လားကိုကတခွက်သေးထုတ်ပေမဲ့ तू ကသူထွက်ရှင်ရထွက်တာဟောကျွန်တော်မိတ်ဆွေတွေကနန်း messenger ကနေတောင်းတယ်ကျွန်တော်ဘာလို့မှမပို့သေးဘူးကျွန်တော်လိုက်ထဲမှာပဲပြောတာနော်ဘာလို့မှကျွန်တော်ကနန်းမပို့သေးဘူး လိုက်ထဲမှာပဲပြောတယ်เนาะဒေကနာအော်ဂနာမှာလို့ကျွန်တော်ပြောနေပြီဟာမစင်ညာကနေကနန်းတောင်းစရာလို့တို့တော့ဟာလာမလို့တော့ဘူးလေเนาะကျွန်တော်အရင်လိုက်တယ်ဆိုရင်လိုက်ထဲမှာထဲမပြောဘူးဘယ်ကနန်းအော်မှာပါဆိုတာအဲ့တော့ကျွန်တော်မိတ်ဆွေတွေရှင်ကြည့်ဒီအခုကျွန်တော်ပြတဲ့အစိုက်เนาะရင်းကောင်းတယ်เนาะကိုးခါနဲ့အပူအောက်မှာဂွက်ခွန်ရဲတဲ့အောက်ကကောင်ထွက်တာဒီမှာဆိုရှစ်ခါနဲ့အပူရှစ်ခါတော့မှာရှစ်အပူเนาะ ချစ်ပူရဲ့အောက်မှာဂွားခွန်လိုရိုက်ပြီးမှသူ့အောက်ကခဏန်းလေးအဲ့ဒီမှာခွန်နောက်ပိုင်းနှလုံးထောင်ပြီးထွက်တာပဲသူကဒီဂွားခွန်ကြောင့်လားနော်ဒီမှာကိုးခါနဲ့ကိုးအပူရဲ့အောက်မှာဂွားခွန်နေသူတည်ခဲ့တာအဲ့တော့ဒီမှာခွန်ခါနဲ့အပူထွက်ပြီးခွန်ပူပူထွက်တာသူ့အောက်မှာဂွားခွန်တည်ခဲ့တာအဲ့ဒီခွန်ကိုအဲ့ဒီနှစ်ထဲမှာခွန်အပိတ်နှလုံးထောင်ပြီးတော့ကိုပြန်ကြကြရမှာနော်အဲ့သူပြန်ကြတယ်နောက်ထောင်သုံးလုံး၅လို့ဖြစ်တယ်ဒီ၅ပြိတ်ဆောင်မှာကြတယ် တက်ခါဒီမှာ9300လုံး5လို့ဖြစ်တဲ့ပြီးမှကြရတယ်ပရိတ်၄ဆောင်းမှကြရတယ်ကဲဒီမှာ9300လုံး5ရတယ်ပရိတ်3ရင်းမြင်းအောင်မှကြရတယ်ခွန်နောက်ပိတ်နှလုံးထောင်ကြရတယ်နော်ဒီလောက်ကောင်းတဲ့စိုက်မရှိတော့ဘူးမကြခါမှမှကြရောပဲနော်ကံမပေးလို့လွဲခါမှလွဲရောပဲဒီစိုက်မျိုးပဲကျွန်တော်တို့အောင်းမယ်ဒါကျွန်တော်တို့ကစားတဲ့အကြိုက်လိုင်း3ခွက်လိုင်း3ခွက်လိုင်းမယ်နော်အဲကြတာမှကြတာမသိဘူးဒီဒီချိန်မှမကြခဲ့ဘူးကံမကောင်းလို့မကြခဲ့ဘူးဆိုရင်တော့မွေးရမှာပါ ဟိုက်ခဏမွေးရမှာဟိုက်ခဏနော်ဒါမွေးရမယ်ခဏမယ်နော်ဒါမွေးရမယ်ခဏမယ်